စနေညအတွက်ဆရာရေကျွန်တော်တို့ weekend sport ပရိသတ်တွေအတွက်နည်းနည်းလေးထပ်ပြီးတော့ target လေးတွေပြစ်လိုက်ကြအောင်နော်စနေညအတွက်ဆိုရင်ကျွန်တော်ဒီပထမဦးဆုံးအနေနဲ့ကျွန်တော် Hungary နဲ့ Armenia ပွဲစဉ်ကိုကြိုက်တယ်ဗျဟုတ်ကဲ့ဟိုနှစ်သင်းစလုံးအတွက်အရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့1-5လက်ရှိမှာပေးထားတဲ့ Asian အသင်းကဒီနေရာမှာ Armenia က Armenia နဲ့ Hungary နှစ်သင်းစလုံးအတွက်ရမှတ်လို့တဲ့ပွဲစဉ်ပေါ့နော်ဒီနှစ်သင်းက2004ရောက်တဲ့ခြေတန်းပွဲတစ်ချိန်ထိတဲ့တွေ့ဆုံနေအဲ့ဒီပွဲစဉ်မှာတော့ Hungary က0.5ပဲပေးခဲ့တယ်လက်ရှိအနေထားကတော့နှစ်သင်းစလုံးအတွက်အရေးပါတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ဟို ဟန်ဂရီရဲ့အင်ရှင်မြက်ပို့ပြီးတော့ကစားရမယ်ဒီပွဲတင်မှာတူကမဖြစ်မနေနိုင်ရမယ့်ပုံစံမျိုးဖွင့်လဲဖွင့်လာတယ်လက်ရှိဇယားရက်တင်မှုရလည်းမဖြစ်မနေနိုင်ရမယ့်အနေအထားမျိုးမှာရှိတယ်ဆိုတော့နှစ်သင်းစလုံးအတွက်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒီမှာအာမေးနီးယားကအဝေးပွင့်ဆိုရင်ခန်စစ်ကဂိုးပေးကိုပေးနေရတဲ့ဇယိုက်ပြကျွန်တော်2021နောက်ပိုင်းဆိုရင်သူအဲ့ဒီထဲကစပြီးတော့ကြည့်မယ်ဆိုရင်အဝေးပွင့်ပွဲဒီမှာအနည်းဆုံး2ဂိုးနီးပါးပေးခဲ့ရတယ်သူတကိုးပေးခဲ့ရတဲ့ပွဲတင်အောင်ဒီရူမေးနီးယားတူရကီရဲ့လဗီးယားရဲ့အဲ့ဒီပွဲပဲရှိရဲ့ဟန်ဂရီယားလည်းလက်ရှိမှာပြန်ကြည့်မယ်ဆိုရင်သူက အာဂျန်နန်းနဲ့ပွဲစဉ်မှာတူတူဖြစ်ထားတယ်ပြီးရင်ပေါ်တူဂီနဲ့ပွဲစဉ်မှာတူတူနဲ့ရှုံးတာသူကလည်းတပွဲတော့အနေဆုံးနှစ်ကိုးပေးနေရတယ်ခံစစ်ကြောင်းဟုတ်ကဲ့အထူးသဖြင့်ဟန်ဂရီကလည်းကျွန်တော်ကြည့်ရတော့2024မှာစပြီးတော့ကစားခဲ့တဲ့ပွဲတွေမှာသူခြေစွမ်းအပိုင်းအကြပိုင်းကိုရောက်လာတယ်ဒီနေရာမှာဘော်ဆီနီးယားတို့နဲ့ထိတဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်ဒီအစားပိုင်းကျန်းတဲ့ခြေစွမ်းပွဲဒီနှစ်ပွဲလောက်ပဲနိုင်တယ်ကျန်းတဲ့ပွဲစဉ်တွေမှာတည်ရကြလဲရှုံးလိုက်ခံစစ်ကပွဲတိုင်းနီးပါးဂိုးပေးလာရတယ်ဒါပေမဲ့အိတ်ပွဲမှာဆိုတော့ကျွန်တော်ထပ်ပြီးကြည့်မယ်ဆိုရင်လည်း2024ဒီ2025မှာကစားခဲ့တဲ့ပွဲစဉ်တွေမှာပြိုင်ပွဲစဉ်ကစားခဲ့တဲ့ပွဲစဉ်မှာအိတ်ကွင်းနိုင်ပွဲမရသေးဘူးဆိုတော့သူက သူကြေးရတာနိုင်မဲ့ကြေးဖွင့်လာတာဒါပေမဲ့ခြေသွမ်းရဆိုရင်တော့နည်းနည်းလေးရုန်းကန်ရမယ့်အနေအထားမျိုးမှရှိတယ်။ခံစစ်ပိုင်းကပြန်ကြည့်မယ်ဆိုရင်ဒီ2024နဲ့2025မှာကစားခဲ့တဲ့ပြိုင်ပွဲအသွင်ပွဲတွေမှာဒီအိမ်ကွင်းမှာခံစစ်ကဂိုးပေးနေရတဲ့အလေးအထားရှိရဆိုတော့တစ်ဖက်ကအာမေးနီးယားကလည်းဂိုးလဲသွင်းဂိုးလဲပေးဟန်ဂရီကလည်းဂိုးလဲသွင်းဂိုးလဲပေးပုံစံမျိုးဖြစ်နေတယ်ဆိုတော့လက်ရှိ155မှာ2.75နဲ့မှာဆိုရင်နှစ်ဖက်သွင်းကိုအပြန်လဲသွင်းကိုမြင်ရမယ်ထင်တယ်။ဟုတ်တယ်ကျွန်တော်ဟန်ဂရီအာမေးနီးယားတကယ်လို့ဟန်ဂရီကဟိုတိုက်ဆက်ကစားဖို့မစိုးပေမဲ့လို့ဒီ ခံစစ်ပိုင်းတော့နည်းနည်းအားနေတယ်အာမေးနီးယားကိုတစ်ဖက်ပြန်ကြည့်တဲ့နောက်ဆုံးခုနှစ်ပွဲဆက်တက်ကဒီဂိုးပေါ်ကြီးပဲကစားထားတာတွေ့ရတယ်သူသူကလည်းတွင်းသူကလည်းပေးပေါ့နော်ဒီတင်းရဲ့ပွဲစဉ်ကဘောလီကိုခံနိုင်ရတော့ခက်တယ်နှစ်တင်းစလုံးမှာတူညီနေတဲ့အချက်ကြတော့ခုနဟိုခံစစ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုကိုကျွန်တော်တို့တွေ့ရတွေ့ရတဲ့ခါမှာဂိုးပေါင်းအပေါ်အောင်နိုင်ကြီးရတယ်ဟို54.1လောက်ရာခိုင်နှုန်းကိုကျွန်တော်အေရှားဘူဂီမှာလက်တော့ဖွင့်နေတဲ့ဝီဇင်းဝင်ဦးအရာကိုတွေ့နေရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်ပြောပြဒီဘက်ဟန်ဂရီအာမေးနီးယားအရေးကြီးတဲ့ပွဲတွေဟောစဉ်တဲ့ပွဲတွေဖြစ်တယ်မလို့ဘာဖြစ်ပြောပြဟိုဘောလီကိုကျွန်တော်တို့ ဟိုကစားပြီးစိုးရိမ်နေတာလေကျွန်တော်တို့နှစ်ယောက်သွင်းကြအောင်ဆိုပြီးတော့ဂူပေါင်းအပေါ်ပေါ်အားပေးတာကောင်းပါတယ်ဟုတ်တယ်ဟုတ်ဆိုတော့ဆရာဟန်ဂရီကမဖြစ်မနေနိုင်ရမယ်ပိုးသေးအာမေးနီးယားကတည်းကစားလို့ရရဆိုပေမဲ့ဟန်ဂရီကတကိုးသွင်းပြီးဝိုင်းလာအာမေးနီးယားပြန်သွင်းနိုင်ဖို့တော့တိုက်စစ်ဖွင့်ရမှာဆိုတော့ဟန်ဂရီကလည်းအဲ့တကိုးတွေနဲ့ရက်နေလို့မြင်ရကျွန်တော်ကဒီပွဲသင်းမှာနှစ်ဖက်ဒီပွဲဟုတ်တယ်ဂူပေါင်းအပေါ်ကိုကျွန်တော်ရွေးချယ်တာကောင်းပါတယ် စနေညကျွန်တော်တို့နောက်ထပ်ဓာတ်ပွဲအနေနဲ့ပေါ့နော်ကျွန်တော်ဆာဗီးယားနဲ့အယ်ဘေးနီးယားပွဲကိုရွေးချယ်ထားတယ်။အထိတ်တွေ့ဆုံမှုရဆိုရင်တော့ဒီအယ်ဘေးနီးယားအိမ်ကွင်းမှာတော့ဒီပထမကြော့အနေနဲ့အိမ်အိမ်ကွင်းမှာတော့ဂိုးမရှိသေးကြတယ်။အဲ့ဒီပွဲထဲမှာဆာဗီးယားကအဝေးကွင်းကနေ0.25ပေးတယ်။ဒီအိမ်ကွင်းပြောင်းရောက်တဲ့အခါမှာဆရာရဲ့1.75ပေးတယ်ဆိုတာကဝင်းယူနဲ့ဆင်းနဲ့ဒီအိမ်ကွင်းအဝေးကွင်းအနေထားနဲ့လက်ရှိစုပွဲမှုနဲ့ပြန်ရှင်မဲ့ဆိုရင်တော့ဆာဗီးယားရဲ့ဖွင့်လှစ်မှုကမှန်ကန်တဲ့အထဲမှာရှိရလို့ပြောရမှာပေါ့နော်။အာဒီအယ်ဘေးနီးယားနဲ့ထိတ်တွေ့ဆုံမှု၃ချိန်ရှိတဲ့နေရာမှာတော့ဒီ ဒီဆာဗီယာကတကြိမ်နိုင်နဲ့တကြိမ်သေးကြပြီးတော့တကြိမ်အေဗီနီယာပြန်နိုင်ထားတယ်။လက်ရှိအုပ်စုထဲမှာဆိုလဲဒီနှစ်သင်းကပြိုင်ဆိုင်မှုဒီပလေးအော့နေရာအတွက်ကစားရမယ်လို့ပြောရမှာပေါ့နော်။ဒါကြောင့်လဲဆိုရင် group game မှာဆိုရင်ဆရာ ဒီ Avenia 10မှတ် Savia က9မှတ်ဒါပေမဲ့ Savia တပွဲယော့ထားတယ်အဲ့တပွဲကလည်းနိုင်သူက10မှတ်ဖြစ်မယ်ဆိုတော့အော် Avenia အတွက်လည်းကစားအောင်မယ် Savia အတွက်လည်းကစားရမယ်ပွဲတင်ပြောမယ်ဆိုသူ Avenia ကိုဒီနေ့ပွဲတင်မှာလာရှုံးရခဲ့လို့ရှင်သူ့အတွက်လွယ်ကူမဲ့အထဲမှာတော့မပေါဘူးဘာလို့ဆို Avenia က7မှတ်ဖြစ်သွားပြီးတော့ Savia 9မှတ်နဲ့တပွဲယော့ဆိုတော့လွယ်ကူလာမယ့်အနေအထားမျိုးမှာမရှိဘူးဆိုတော့ကျွန်တော်ဒီပွဲတင်မှာ Savia ကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဗျာ Savia ပေါ်ပြီးတော့မှာဘာကြောင့်လဲဆိုတော့ Savia ကဒီ2020နောက်ပိုင်းကပြန်ကြည့်မယ်ဆိုရင်သူအိတ်ခွေးမှာဂိုးမရခဲ့တာဆိုလို့ ဂိုမီယာပဲနဲ့ရှုံးတာဆိုလို့ဒီနော်ဝေးနဲ့သူအင်္ဂလန်နဲ့ပဲရှိအနည်းဆက်ဆုံးနောက်ဆုံးနောက်ဆုံး05ဟိုမှာနော်ဝေးဥစား01နဲ့နော်ဟုတ်ဆရာပြီးတော့အဲ့ဒီ2020နှစ်နောက်ပိုင်းကစပြီးတော့အိမ်ကွင်းမှာပြိုင်ပွဲတွင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဒီနော်ဝေးတို့ပါတယ်ဒိန်းမတ်စပိန်အဲ့လိုအသင်းကောင်းတွေကိုပဲသူကဂိုးမသွင်းနိုင်ခဲ့တာကျန်တဲ့ပုံမှန်ရှိတဲ့အသင်းမျိုးတွေကိုဂိုးသွင်းနိုင်ခဲ့တယ် ပြီးခဲ့တဲ့ဒီ Nation League 2025 3လပိုင်းမှာကစားသွားတဲ့ဒီ Australia နဲ့ပွဲတွေမှာဆိုတဲ့2-0 twin ထားနိုင်တယ်ပေါ့နော်အိကွင်း goal twin အားလုံးကတော့စာပြရရှိမှာရှိရဆရာအဲဘေနီးယားကတော့ခန်းစစ်ပိုင်းကတော့သူက goal အဝေးကွင်းသူ goal ကစားတယ်တိုင်ပတ်တွေကိုတကူနှစ်ကူတည်းပို့ပြီးတော့ခွင့်မပြုအောင်သူကပို့ပြီးတော့ဥတည်ပြီးတော့ကစားလေးရှိရအောင်ဆိုတော့ဒီပွဲတွေမှာစာပြရတကူ twin ဝါရင်တော့ပို့ပြီးတော့ကြည့်ကောင်းမယ်လို့လည်းထင်တယ်ဟုတ်ကဲ့ဟိုအာစာဈေးရရတဲ့0.75ဝင်ယူနဲ့မှာမြန်မာဈေးနဲ့130နိုင်ပေါ့နော်130နိုင်မှာတဲ့ဒါစာပြရရဲ့ဂျီအောင်နိုင်ဂျီက54လောက်ရှိတယ်ဆိုတော့ နေအထားမှာဟိုကျွန်တော်တို့ကတော့ဒါဟိုစာဗီးယားရဲ့တိုက်စစ်ကိုတော့ကျွန်တော်ယုံကြည်ပေးရမယ်အနေအထားနောက်ဆိုဒီဘွဲကပြန်ပြောရင်အုပ်စုတွင်ရည်တည်မှုမှာအနေအထားကိုကြည့်နေတော့စာဗီးယားဒါအင်္ဂွင်မှာဒါ၈မှတ်နဲ့၇မှတ်နဲ့ဆိုတော့မဖြစ်မနေဘူးဒါသူတို့နှစ်သင်းကဒါဟိုပလေးအော့ဖ်အနေထားကိုလည်းတော့ရမယ်အနေထားရှိတဲ့အခါမှာတော့ဟိုနောက်တစ်ချက်ကပြအတွေ့အကြုံကပြန်ပြီးရင်ဆာဗီးယားနဲ့အဲဘေးနီးယားလို့ရဲ့အစင်လာကိုပြန်ကြည့်မယ်ဆိုရင်ဆာဗီးယားနဲ့အဲဘေးနီးယားရဲ့အစင်လာမှာဒီနိုင်ငံကပွဲစဉ်ရဲ့အတွေ့အကြုံပြိုင်ပွဲတွေဝင်ပြိုင်နိုင်မှုအတွေ့အကြုံမှာ စာပြီးရလို့နည်းနည်းလေးပူတာနေတဲ့အချက်လေးတွေတွေ့ရအဲ့တော့ဒီလိုဘွဲတင်မျိုးများကျွန်တော်ဝမ်ပေါင်းကနဝမ်ပေါင်း30မြန်မာဈေးတန်းမှာတော့ဂျေးအောင်နိုင်ကြီးပုံများနေတဲ့စာပြီးရအောင်ကျွန်တော်လက်လွတ်မခံသိဘူးစာပြီးရအောင်ကျွန်တော်တို့ဒုတိယပြည့်မှတ်နေတယ်ပေးဖို့ပေးတယ်နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်စနေညမှာပဲနောက်ဆုံးပြည့်မှတ်ရတော့ကျွန်တော်နိုင်ငံပွဲဆိုတာထက်ပေါ့နော်ဟို ဒီစီကန်နာတွေကရွေးချယ်ပြီးအော်စပိန်လာလီကဟုတ်တယ်ကျွန်တော်နိုင်ငံဘွဲတွေကလည်းအရန်များများနေတဲ့အခါကျတော့ကျွန်တော်တို့နည်းနည်းလေးပြောင်းလဲပြီးတော့ပေါ့စီကန်နာကြေးကတော့ message တိုင်းတွေမှာတချို့ဖွင့်ကျင်มาလဲဖွင့်မယ်ပေါ့နော် online မှာတော့အများတန်းရှိတယ်ဟာဆိုတော့ဒါ online ပရိသတ်တွေအတွက်လည်းအဓိကပို့ပြီးတော့ကျွန်တော်တို့ပြောချင်တာပါအဲ့တော့ကျွန်တော်အဲ့ပွဲစဉ်မှာကျွန်တော်ဆရာရဲ့ဘယ်ပဲ million dash နဲ့ဟာ million dash ပွဲစဉ်မှာဟို league of nations နဲ့ပွဲစဉ်မှာဆိုရင် league of nations က level 30ပေးထားရဲ့ဆရာဟုတ်ကဲ့ဟိုကျွန်တော်ဒီပွဲစဉ်ကိုနည်းနည်းလေးစိတ်ဝင်စားမိတာ million dash ကလက်ရှိဒီစပိန်စီကန်နာမှာဆိုအိမ်ဝင်နိုင်ပွဲမြန် သေးတဲ့အသင်ဒါကလည်းဟူးစကားကိုသူကအိမ်ဝင်းမှာရှုံးပြီးတော့နီးပြပြောင်းလဲပြုတ်လို့တယ် အဲနိဗတ်တဲ့နဲ့ပေါ်ရထွက်တိုင်းမှာတော့ဒီဘုဒ္ဓဘုကငါကိုပြက်နဲ့ရှုံးပြီးစားကိုသော01နဲ့ရှုံးတယ်။တရားဒီရသည်အိတ်ခွေး၄ဘွဲ့မြောက်ကစားမှာဆိုတော့သူ့အနေနဲ့ထပ်ပြီးတော့ရက်လက်ဆိုးဖို့ဆိုတာတော့မဖြစ်နိုင်တော့ဘူးလို့ထင်တယ်။ပြီးခဲ့တဲ့ရာသီဒီမှာပြန်ကြည့်မယ်ဆိုရင် Million Desk Cloud အိတ်ခွေးမာတဲ့အတင်းဆိုတာခက်ရှားချရဲ့ပြောပြောပြောမယ်ဆိုရင်ဗျာ၃သူနဲ့ရှင်ပြိုင်ပြီးအိတ်ခွေးကောင်းနိုင်တဲ့အတင်းဆိုတော့နှစ်သိန်းသုံးသိန်းနဲ့ပို့မထွက်လာဘူး။ဘာလို့လဲဆိုတော့သူကပြီးခဲ့တဲ့ရာသီမှာဆိုလေအိတ်ခွေးလောအားလုံးတော်တော်လေးကောင်းခဲ့တဲ့အတင်းတစ်ဖက်က Liganas ကတော့ကျွန်တော်တို့ဒီအဝေးခွေးလောအားလုံးလက်ရှိမှာကောင်းနေဒါပေမဲ့လက်ရှိ level 30မှာတော့ကျွန်တော်မရင်းနှီးစေချင်ဘူးဗျာ။ ဒီဒီကနေ့ကဝေးခွင့်ရှုံးခွင့်မရှိဘူးเนาะနောက်ဆုံးလေးပဲเนาะနောက်ဆုံးလေးပဲတော့ဟုတ်ပါဘူးစတာတို့ဒီဂရန်နာတာတို့အန်ဒီဝါတို့နောက်ဆုံးနှစ်ပွဲမှာဆိုရင်နိုင်ထားတယ်နှစ်ပွဲသက်တည်းကြီးအောင်ထားတယ်လက်ရှိတည်းရှုံးခွင့်မရှိဘူးဒီနေရာမှာ level 40ဆိုတာကြီးကရင်းနှီးချင်စရာကြီးဈေးနှံမျိုးဆွဲခေါ်ထားရလို့ပဲကျွန်တော်ထင်တယ်ဟုတ်ကဲ့ဆရာကျွန်တော်ဒီနေရာမှာအိတ်ကွင်းနိုင်ပွဲကြေရောဘောရောပြန်အောင်မဲ့အိတ်ကွင်းနိုင်ပွဲပြန်ရှာမဲ့ဒီ မီယာနက်ကိုကြိုက်တယ်ပေါ့နော်သူကသုံးခွဲကစားပြီးချိန်မှာသုံးခွဲသလုံးနဲ့ချေချာချေချာထားတယ်သုံးခွဲသလုံးလည်းဟိုရလက်အနေနဲ့ကပဲရှုံးထားတဲ့အနေအားဆိုတော့ကျွန်တော်တို့ကမီယာနက်ကဟိုကဟိုရလက်ကောင်းကိုပြန်ရှာဖို့အတွက်တော့ဒီဘွဲမှာတော့စူးစမ်းလာမယ်လို့ကျွန်တော်ယူဆတာပေါ့နော်အဲ့တော့လတ်တော်လီကာနက်ကဟုတ်ပါတယ်ပြောရရင်တော့လက်တော်တွန့်စရာပေါ့အဝေးခွင့်လာတယ်ဒီကောင်လေးအရန်ကောင်းနေတော့ဆိုတော့အောင်နေတော့ဆိုတော့အခုလက်ရှိ ခြေရ0.25เนาะ0.25မြန်မာခြေတန်းဒီလို level 40ခြေတန်းမှာတော့လီကာနဲ့ခြေဟိုမီလန်တဲ့ခြေအောင်နိုင်စရာ51.9ရာခိုင်နှုန်းတော့ရှိတယ်1.9လောက်တော့စွန်းနေတာပေါ့เนาะစွန်းနေတဲ့အချိန်မှာတော့ကျွန်တော်တို့ level 40တန်းမှာတော့ဟိုဘာပဲပြောပြော နိုင်ခွဲတဲ့ပြန်ရှာမဲ့ဖီအားလည်းရှိတယ်ကြေးတဲ့ကြေးတဲ့ဟိုကြတာနေသားမျိုးမှာတော့ကျွန်တော်တို့မီရန်ဒက်စ်ကိုရွေးနေတယ်เนาะအဲ့တော့စနေညပြတ်စနေညပြတ်ပြည့်မဲ့၃ခုကတော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ရွေးလိုက်တာကတော့ဒီဟန်ဂရီနဲ့အာမေးနီးယားပွဲတွေမှာဂိုးပေါ်ရွေးချယ်ထားတယ်ဒုတိယပြည့်မဲ့အနေနဲ့ကတော့ကျွန်တော်တို့ဒီဟိုဆာဗီးယားပွဲပေါ့နော်ဆာဗီးယားနဲ့အဘေးနီးယားပွဲတွေမှာဆာဗီးယားပေါ်တွေရွေးချယ်ပေးထားတယ်ဟိုတတိယပြည့်မဲ့ကတော့ကျွန်တော်တို့ဒီဟိုစပိန်လာလီကာစီစီကနာတွေကဟုတ်ကျွန်တော်တို့မီရန်ဒက်စ်ပေါ်တွေရွေးချယ်ပေးထားတယ်အားလုံးပဲအကျိုးမြတ်ရပါသေးဗျာ Thank you Thank you.